ဝိုင်ဝိုင်အော်ဒီယိုပေါ့ channel ကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ပရလောကဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာပရိသတ်ကြီးတို့နားဆင်ရမှာကတော့စာရေးဆရာအကဆော်ရေးသားထားတဲ့စုံမကြီးဒေါ်ပြင်းနဲ့အလှည့်အပြောင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့စာစဉ်64ကိုပရိသတ်ကြီးတို့ကနားဆင်ရမှာပဲဖြစ်ပါတယ်။ နောက်မစင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်တော့ပေးဖို့နဲ့ဘေးနောက်မှာရှိတဲ့ notification bell လေးကိုနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်။ဒါဆိုရင်တော့ပရိသတ်ကြီးတို့နားဆင်နိုင်ဖို့အတွက်ဇလန်းလေးကိုအခုပဲစတင်လိုက်ပါပြီ။အိမ်ဒီမဝိုင်းကကျန်းပင်ပေါ်ကိုဒူးထောက်ထိုင်ကျသွားပြီးတဲ့နောက်ရင်ဘက်ကိုလက်နဲ့ဖိလိုက်တဲ့မဲတော်ကမဝိုင်းရဲ့ရင်ဘက်ကိုဆက်လက်နဲ့ပြစ်ခတ်လိုက်တာကြောင့်မဝိုင်းရဲ့ရင်ဘက်မှာတထွာခန့်ရှိတဲ့အပေါက်ကြီးဖြစ်သွားကသွေးတွေတလဟောပန်းထွက်နေရဲ့။ဘာဖြစ်လို့လဲမဲတော် ။ဘာဖြစ်လို့ဒီလိုလုပ်ရတာလဲ။မေတော်ကတဟားဟားနဲ့ရီမောလိုက်ကာ။မင်းကအကုန်တိသွားတာကိုမောင်ဝိုင်းရဲ့လူဆိုတာတိတ်မြဲမြဲတိလို့မကောင်းဘူးဗျ။မြဲမြဲတိသွားရင်နှုတ်ပိတ်ခံရတတ်တယ်။ဒါဆိုရင်ဒီလုံရက်တွေအကုန်လုံးကမေတော်မေတော်နဲ့ပတ်သက်နေတာပေါ့နော်။ဒါရီအားလုံးကိုငါလုပ်ခဲ့တာပဲမောင်ဝိုင်း။မဖြစ်နိုင်ဘူး။ကာလီကမေတော်ရဲ့ရန်သူပဲ။မေတော်ကဘာဖြစ်လို့ကာလီကိုခိုင်းစေနိုင်တာလဲ။ မင်းရင်ဘက်ပွင့်သွားတာမှမယုံနိုင်သေးဘူးလားမောင်ဝိုင်းရဲ့တကယ်တော့ကာလီကိုလွတ်ပေးခဲ့တာလဲငါပဲမယ်ပြင်းတဲ့ကထောက်ကစားဖြစ်တဲ့ငွေတိုက်ကြီးကျက်ရေးမှုကိုတတ်ခိုင်းခဲ့တာလဲငါပဲပြီးတော့စရေးကြီးကိုမီးလက်ဝါးနဲ့တတ်တာရောဒုံးနေအကုန်လုံးမျိုးဖြုတ်ခဲ့တာရောဒါရီအားလုံးကိုငါကြံစီခဲ့တာပဲခမည်းတော်တော်ရက်ဆက်ပါလားမယ်တော်ကိုယ့်ရင်မဲချက်တစ်ခုကိုအောင်မြင်ဖို့ပုံဖော်တာကွာရက်ဆက်တယ်ဆိုတာကတော့မင်းတို့ရဲ့အမြင်ပေါ့မောင်ဝိုင်းရဲ့ပါးစပ်ကသွေးတွေကအန်ထွက်လာတယ် တေလိုက်တော့မောင်ဝိုင်းမင်းတင်ရီဒီအမှုတွေအားလုံးမဲပြည့်ရဲ့ခေါင်းပေါ်ကိုရောက်သွားလိမ့်မယ်ဒီတခါဆုံးကောင်စီရသူတွေရောမြိုင်သာမြို့ပေါ်မှာဆုံးနေပါမဲပြည့်ကိုအေးအေးယူဖို့အတွက်တခဲနဲ့တောင်းဆိုကြလိမ့်မယ်ဒါဆိုရင်ငါငါရဲ့တောင်းရင်တိုင်းမဲပြည့်ကိုပြစ်ဒဏ်ပေးတဲ့အနေနဲ့လူပုံအလဲမှာတေဒဏ်စီရင်ရလိမ့်မယ်ဒါဆိုမဲပြည့်တေပြီအသက်ပြင်းတဲ့မဲပြင်းသေးပြီပေါ့အဲ့ဒီချိန်နန်းဆောင်ကြီးတွင်လှုပ်ရှားသွားလာတဲ့အတန်ဒီကိုကြားလိုက်ရရင်မဲတော်ကအတန်ဒီကိုနားဆွင့်လိုက်ကာ ဘသူလဲဘသူကငါနန်းဆောင်လေးကိုခိုးဝင်လာရဲရလဲမဲတော်ပြောဆိုလိုက်တဲ့အခါအမောင်တို့အတွေ့မှာရာဂူကထွက်လာခဲ့တော်တယ်ခွင့်မတောင်းပဲဝင်လာခဲ့တာကိုတောင်းပန်ပါတယ်မဲတော်မဲတော်ကရာဂူရောက်လာတာကြောင့်အလွန်ထိတ်လန့်သွားတယ်ဟဲ့စီးတော်ကြမင်းတို့နန်းဆောင်ကိုစောင့်ဖို့တေချာမှားထားတယ်မဟုတ်လားမေတော်ကအော်ဟစ်လိုက်ပေမဲ့လေစီးတော်ကြားရဲ့အတန်ကိုမကြားရပါဘူးရာဂူကစီးတန်ကိုဖွာရှိုက်ကမေတော်ရဲ့စီးတော်ကြားကြီးက ကျောက်ရဲ့အိမ်မွေစီးစွမ်းကြောင့်အခုချိန်လောက်ဆိုရင်တခေါခေါနဲ့အိမ်ညီလောက်ရောပေါ့မေတော်ကကျမ်းပြင်ပေါ်မှာငုတ်တုတ်ကြီးတည်ဆုံနေတဲ့မောင်ဝိုင်းရဲ့လောင်းကိုကြည့်လိုက်ကရာဂူမင်းကဒီဖြစ်တည်ကိုမြင်တွေ့ပြီးပြီဆိုတော့မင်းကငါတက်ရလိမ့်မယ်ရာဂူကရီမောလိုက်ရင်းနဲ့လက်ခုပ်ထတီးလိုက်တယ်တက်ပါကျုပ်ကိုတက်လိုက်စမ်းပါဒါပေမဲ့ကျုပ်ကိုတက်လိုက်ရုံနဲ့ခမည်းရဲ့ရုံမှာကောက်ကျစ်မှုတွေကကွယ်ပြောက်မသွားနိုင်ဘူးမေတော် အဲဒီခါနန်းဆောင်တိုင်လုံးတွေရဲ့အနောက်မှာပုံအောင်နေတဲ့မြိုင်သာဆုံးကောင်စီမှထိတ်တန်းရာရှိလူကြီးကထွက်လာကြတယ်။မဲတော်ကအဲဒီလူတွေကိုတွေ့တဲ့အခါအလွန်သွေးပြတ်သွားတယ်။အဲဒီလူတွေအားလုံးကမဲတော်ကိုဆက်ဆုပ်ယွန်ရှာတဲ့အကြည့်နဲ့ကြည့်နေကြတယ်။ရာကူက"ကဲမဲတော်အခုနောက်မဲတော်ရဲ့လှုပ်ရက်ကိုဒီလူတွေရဲ့ရှေ့မှာဘလို့ညင်းမလဲ။မဲတော်ကထိတ်ထိတ်ပြပြနေ"မဟုတ်ဘူး။အခုနောက်ရှင်တို့မြင်ခဲ့ကြားခဲ့ရတာတွေကအစ်စ်မဟုတ်ဘူး။အဲ့ဒါတွေကအမှန်တရားမဟုတ်ဘူး။" ကောင်းစီလူကြီးတယောက်ကကျုပ်တို့မျက်စိနဲ့တက်အံ့မြင်ခဲ့တာတော့မှ ဖုံးကွယ်ဖို့အတွက်ကြိုးစားနေတော့မဲလားမဲတော့ဟုတ်တယ်မဲပြုတ်အကွက်ချပြီးစီစဉ်တဲ့သူကမဲတော်ဖြစ်နေမှအခုမှပဲသိလိုက်ရတယ်မဲတော်ကလက်ကခြေကနဲ့မဟုတ်ဘူးအဲ့ဒါမဟုတ်ဘူးခမည်းခမည်းအကြောင်းသိသွားတဲ့မောင်ဝိုင်းကိုလည်းရှင်းပြတယ်ပြီးတော့ရာဂူကိုလည်းရှင်းပြဖို့အတွက်ကြိုးစားတယ်ဒါရင်ဘယ်ကအောင်မလဲမဲတော်တယောက်ဖြစ်ပြီးတော့ကိုယ့်ရဲ့လက်အောက်ငယ်သားတွေကိုကာကွယ်ပေးရမယ့်အစား ငွေတိုက်ကြီးကြက်ရေးမှုကိုလည်းတက်ဖြတ်တယ်။စရေးကြီးကိုလည်းတက်ဖြတ်တဲ့အပြင်အပြစ်မဲ့တဲ့ဒွန်းတွေအကုန်လုံးကိုလည်းတက်ဖြတ်ခဲ့တယ်။တကယ်တော့ခမရလူသက်တည်းကခံကြီးပဲ။မဲပြင်းရရက်ဆက်တဲဆိုရင်ခမရမဲပြင်းထက်အစတရားလောက်ရက်ဆက်ရုပ်မာတဲ့မိမကြီးပဲ။မဲတော်ကငုံငုံငိုင်ကြီးထိုင်ကြသွားတယ်။ရာဂူကအရှိကိုတိုးလာကပြီးတော့ဒီအဖြစ်တွေကိုကျုပ်တို့၄ယောက်ပဲမြင်တယ်လို့မထင်လိုက်နဲ့ဗျ။ ပုံရိပ်ဖမ်းမော်ဆက်လုံးကိုတက်ဆင်ပြီးတော့ခမရတို့ဖြစ်ပြက်ခဲ့တဲ့ဖြစ်ပြက်တွေအကုန်လုံးကိုကျုပ်တို့ပုံရိပ်တွေဖမ်းယူထားတယ်။တကယ်လို့သာဒီပုံရိပ်တွေကိုကောင်စီဖွဲ့ဝင်နေတဲ့မြန်တာမျိုးကန်တွေအကုန်လုံးတွေ့မြင်သွားရင်ခမရဘာဖြစ်သွားမယ်လို့ထင်လဲ။ဒေတာကန်တွေရဲ့ထောက်ခံမှုမရှိပဲခမရမဲတော်ဖြစ်နိုင်မယ်ထင်သေးသလား။ခမရလိုရုပ်မှရက်ဆက်တဲ့လူကိုလူတွေကမဲတော်ဖြစ်ကိုဆက်ပြီးတော့လက်ခံထားမယ်လို့များခမရထင်နေရလား။ရာကူရဲ့စကားတွေကမဲတော်ရဲ့ရင်ဝါကိုတန်မှုန်နဲ့ရိုက်လိုက်တယ်လို့ခန်းစားရတယ်။ ပြီးတော့ကာလီကိုခမားလှုပ်ပေးလိုက်တယ်ဆိုတဲ့အကြောင်းခမားပါဇက်ကထွက်ထားတာပါတယ်လူတွေကိုဒုက္ခပေးလွန်းလို့မေတော်လေးပါးစလုံးဝဖန်းစည်းချုပ်နှောင်ခဲ့တဲ့ကာလီကိုခမားကလှုပ်ပေးလိုက်ပါတယ်ဆိုတာကျန်တဲ့မေတော်တွေသိရင်ခမားဘာဖြစ်သွားမယ်လို့ထင်တယ်လေအဲ့ဒီခါမေတော်ကရာကူရဲ့ဘက်ကိုလှည့်လိုက်ကမလုတ်ပါနဲ့ငါ့ကိုအဲ့လိုမလုတ်ပါနဲ့တခြားလူတွေတိသွားရင်မကောင်းဘူးတခြားမေတော်တွေတိသွားလို့မဖြစ်ဘူးရာကူကတစ်ချက်ပြုံးလိုက်ကဒါဆိုရင် ခမ ्या အခုဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကိုကျုပ်တို့ကတင်ပေါင်းချီလိုက်လို့ရတယ်။ကျုပ်တို့ကဒီရဲ့ကိစ္စတွေကိုဘသူ့ကိုမှမပြောဘဲဝမ်းတွင်းထဲမှာပဲတင်ဆက်ထားလိုက်လို့ရတယ်။ဒါပေမဲ့ခမ ्या ကျုပ်တို့တခုပြန်လှုပ်ပေးရလိမ့်မယ်။ဘာလှုပ်ပေးရမလဲ။ငါဘာလှုပ်ရမလဲ။ခမ ्या ရဲ့အာဏာကိုစွန့်ရလိမ့်မယ်မေတော်။မေတော်ကငိုင်ကြသွားပါတယ်။ခမ ्या ကဘယင်တယောက်လို့ဟိုလူကိုတတ်ချင်နိုင်တတ်လှုပ်ချင်နိုင်လှုပ်လို့မရတော့ဘူး။ခမ ्या ရဲ့လှုပ်ပိုင်ခွင့်တွေကိုကောင်စီလက်ထဲကိုအပ်ရမယ်။ ကောင်စီကချမှတ်ထားတဲ့ဥပဒေစည်းမျဉ်းတွေကိုလိုက်နာရမယ်။ဒါဆိုရင်တော့ခမားဟောရီမဲတော့ပလင်ပေါ်မှာအေးအေးဆေးဆေးဆက်ထိုင်ရလိမ့်မယ်။ငါငါဘာမှမလုပ်ဘူးဆိုရင်ရောဒါဆိုရင်တော့ဒီဖြစ်တီကိုတခြားမဲတော်တွေကသာမကောက်။ကဝေတာရဘဘူးကြီးကိုပါတိုင်ချက်ဖွင့်မယ်။ဒီလိုလှုပ်လိုက်ရင်ခမားရဲ့မဲတော်ယာထူးပါပျောက်သွားနိုင်တယ်။နော်မဲတော်။မဲတော်ကအလွန်တုန်လှုပ်နေပါတယ်။ခမားကိုကြုတ်တုတ်ဖိအားမပေးပါဘူး။ခမားလွတ်လွတ်လပ်လပ်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ခမရရဲ့မဲတော်တလွန်ပေါ်မှာဆက်ပြီးတော့ထိုင်နေခြင်းသလားမဲတော်ယာဒူးကနေပြုတ်ကြပြီးတော့တာမန်ဆုံးအဖြစ်နဲ့နေမလားဆိုတာခမရရဲ့ရွေးချယ်မှုပါမဲတော်ကမျက်ရည်တွေစီးကြလာကရာဂူကိုမော့ကြည့်ရဲ့ဒါရီအားလုံးကငါအမားပဲမင်းတို့တွေကိုဟော်ရီမြို့မှာနေထိုင်ခွင့်ပေးလိုက်တာကငါအမားပဲရာဂူကမိခိုးငွေတွေကိုမှုတ်ထုတ်လိုက်ကလူတိုင်းအမားနဲ့မကင်းကြပါဘူးမဲတော်ရဲ့ကျုပ်တို့နားလေပါတယ် မဲတော့တောက်တစ်ချက်ခောက်လိုက်ပြီးတော့ကျမ်းမြေကိုလက်သီးနဲ့ဘုံကနေထုထလိုက်တယ်။ကောင်းပြီ။မင်းတို့ပြောတာကိုလက်ခံမယ်။မင်းတို့ရဲ့စီကန်းတွေကိုလည်းငါလိုက်နာမယ်။မဲတော့ခမ ्या ပုံစံတောင်းပန်တူရှိုးနေတဲ့ပုံစံမဟုတ်သေးဘူးနော်။တကယ်ဟာလေခမ ्या ကိုတနာလို့ကျုပ်တို့ကောင်းစီလူကြီးတွေကခွင့်လွှတ်ပေးထားတာဗျ။ရာဂူကမေရော့ကိုမန်ကျိုးသွားစေဖို့အတွက်တမင်သက်သက်နှိတ်ကွတ်ခြင်းပဲဖြစ်ပါတယ်။မေရော့ကတော့ဒူးထောက်ထိုင်ချလိုက်ပြီးတော့ရာဂူရဲ့ခြေတလုံးကိုလက်နဲ့ဆွဲခံလိုက်တာ ငါငါတောင်းပန်ပါတယ်ငါ့ကိုမဲတော့ယာဒူးကနေပြုတ်ကြအောင်လို့တော့မလုပ်ပါနဲ့ရာဂူကချူတာစွာပြုံးပြလိုက်ရင်မဲတော့ကိုငုံကြည့်လိုက်ကမဲတော့မဲတော့တချိန်ရတော့မောက်မာလိုက်ရိုင်းဆိုင်လိုက်တဲ့မဲတော့အခုတော့ကြုတ်ချီတလုံးကိုကင်ပြီးကြုတ်ရှိမှဒူးထောက်ပြီးတော့ပြက်ပြွက်တောင်းပန်နေရပါရောလားရာဂူကအတန်ကွဲကြီးနဲ့ရီမောလိုက်တဲ့အခါမဲတော့ကခေါင်းငိုက်ဆိုင်ကြသွားတယ်ကောင်းပြီလေခမရတောင်းပန်နေတော့လေကြုတ်ကလက်ခံပေးရတာပေါ့ နောက်ဦးနှစ်ဖက်အကျိုးရှိတဲ့နီလန်းကိုပဲရွေးချယ်ကြတာပေါ့မေတော်ရဲ့မဟုတ်ဘူးလားရာဟုကကောင်းစီလူကြီးတွေရဲ့ဘက်ကိုလှည့်လိုက်ကာကဲလူကြီးမင်းများမနေ့ဖြတ်မနေ့ရောက်တာနဲ့ကောင်းစီအဖွဲ့ဝင်တွေကိုအထူးအစည်းအဝေးခေါ်ပြီးတော့မေတော်ကသူ့ရဲ့အုပ်ချုပ်ရေးအာဏာရရက်ကိုကျုပ်တို့ကောင်းစီစီကိုလွဲပြောင်းပေးရမယ့်ခမ်းနားကိုကျင်းပကြမယ်ကောင်းစီလူကြီးတွေဟာတရားမျက်နှာတရားထိပ်ပြီးတော့မှခေါင်းငိမ့်လိုက်ကြပါတယ်။ရာဂူကတော့နန်းဆောင်ရင်အတွင်းကနေထွက်ခဲ့ရင်ကောင်းကင်ဘုံမော့ကြည့်လိုက်တယ် ဖေအဖေရဲ့ဆန္ဒတွေအားလုံးကြုတ်ဖြည့်စည်းပေးနိုင်ခဲ့ပါပြီအဖေဒီလိုရေရွတ်ရင်းနဲ့ဆက်လျှောက်လန်းသွားတော့ရင်ကောင်းစီရဲ့ဆောက်အောင်အစည်းဝေးခမ်းမတဲမှာကောင်းစီလူကြီး၅ယောက်ကထိုင်နေကြတယ်အဲဒီလူတွေကယာကူးကိုကြည့်ကဒီတိုင်းဆိုရင်တော့မေတော်တယောက်ကျုပ်တို့လက်အောက်ကိုရောက်လာပြီလို့ဆိုရမှာပဲအမှန်ပေါ့ဗျာလူတယောက်ရဲ့အာနာလူအများရဲ့အာနာကိုမကြော်လွန်နိုင်ဘူးဆိုတဲ့သဘောပေါ့ဒါနဲ့မေပြင်းကိုဘယ်လိုဆက်လုပ်မှာလဲ လူကြီးတယောက်ကမေးလိုက်တဲ့အခါရာဂူကလက်ထက်စည်းတံလေးကိုစပွဲကုန်နဲ့တံတောင်းတောင်းနဲ့ခောက်နေရဲ့ဟုတ်တယ်ဥက္ကဋ္ဌကြီးဒီအဖြစ်တရားကာလီလုတ်ခဲ့တာဆိုတော့မယ်ပြစ်မှအပြစ်မရှိဘူးမဟုတ်လားဒါကြောင့်သူ့ကိုပြတ်လွတ်ပေးရမလားရာဂူကခေါင်းခါလိုက်ကလွတ်ပေးလို့မရအောင်သူ့ကိုဆက်ပြီးတော့ချုပ်နှောင်ထားရမယ်ကောင်းစီလူကြီးတွေကအံ့အားသင့်ကုန်ကြတယ်ဘာဖြစ်လို့လဲဥက္ကဋ္ဌကြီးခမရတို့ပဲစဉ်းစားကြည့်ဗျာကျုပ်တို့ကမေတော့ကိုအမှုတွဲတွေနဲ့ချင်းချောက်အကြက်ကင်လို့ထားထားရမှာမဟုတ်တာ အခုမေတော်လောက်တယ်ဆိုတာကျုပ်တို့တွေသိပေမဲ့ကျန်တဲ့သူတွေကမသိဘူးလေပြီးတော့ကာလီကိုလည်းမဖမ်းမိဘူးလားဆိုတော့ဒီအမှုအတွက်တာဝန်ခံပေးဖို့အတွက်လူစုတယောက်ကိုလိုအပ်တယ်မဟုတ်လားဥက္ကဋ္ဌကြီးဆိုလိုချင်တဲ့သဘောကမေပြင်းကိုဒီအမှုတွေပုံချပြီးတော့အေးအေးယူမယ်ဆိုတဲ့သဘောလားဒါဆိုခမည်းတော်ဘက်ကဒီထက်ကောင်းတဲ့အကြံရှိသေးလားရှင့်ရင်ကျုပ်ကိုပြောပါအောင်ကောင်းစီလူကြီးတွေကတယောက်မျက်နှာတယောက်ကြည့်ပြီးတော့မှခေါင်းခါပြလိုက်တယ်မေပြင်းကအရင်ကလေးကစိုးတယ် ဒါကြောင့်ဒီအမှုကို तू လုပ်ပါတယ်ဆိုတာအားလုံးကယုံကြည်နေကြတယ်မဟုတ်လားသူ့ကိုလွတ်ပေးမယ်ဆိုရင်ဘယ်မလဲတရခမ်းဘယ်မလဲတက်သေးဒီလိုခြေတီမျိုးမာတော်မှလွတ်ပေးတယ်ဆိုပြီးတော့မျိုးကံအရာကျုပ်တို့ကောင်းစီကိုအပြစ်တင်ကြမှာအသေးချပဲရာကူကစေးတံအတွင်းမှာစေးစီအနှစ်တီကိုဒုတ်ချောင်းလေးနဲ့ကလောထုတ်တယ်ပြီးတော့ဟုတ်တယ်ပြီးတော့မယ်ပြည့်ကိုကျုပ်ခေါ်လာတယ်ဆိုတာကလေမယ်တော့ကိုအကြက်ကင်ဖို့ပဲမဟုတ်လားအဲအကြောင်းအခုကျုပ်တို့ကြံစီအောင်မြင်ပြီး မယ်ပြင်းကိုဆက်ပြီးအတုံးချစရာမလိုတော့ဘူး။ဒါပြင်မယ်ပြင်းကိုလည်းလွှတ်ထားလို့မဖြစ်ပြန်ဘူး။မယ်ပြင်းကပြက်တနာဦး။သူကျုပ်တို့မျိုးမှာဆက်နေနေမယ်ဆိုရင်တနည်းမဟုတ်တနည်းနဲ့ပြက်တနာဖြစ်လာနိုင်တာပဲ။ဒါကြောင့်အကောင်းဆုံးနီးလန်းကတော့အခုဖြစ်နေတဲ့အမှုတွေအားလုံးကိုမယ်ပြင်းရဲ့ခေါင်းပေါ်ထိုးချပြီးတော့မယ်ပြင်းကိုကြေးတိုက်ထဲမှာတသက်လုံးချုံနှောင်ထားဖို့ပဲ။ဖြစ်ပါမလားဥက္ကဋ္ဌ။ဖြစ်ပါရဲ့ကွ။ကြေးတိုက်ထဲမှာနေဆိုတာမရှိဘူး။ညဆိုတာလည်းမရှိဘူး။ အချိန်နေဆိုတာကုံမန်းမသိတာဘူးဆိုတော့သူ့ကိုဒီတိုင်းဆက်ပြီးချုပ်နှောင်ထားလိုက်မယ်။ဒါဆိုသူ့ရဲ့သားလေးတာဆန်ကိုဘယ်လိုလုပ်မလဲ။တာဆန်တယောက်ကတော့ကြုံဆက်မွေးထားလိုက်ပါမယ်။ဒါပေမဲ့သူ့ကိုဖြစ်ခဲ့တာတွေအကုန်လုံးကိုပြောပြမယ်။တာဆန်သူ့အမေကိုလူဆိုးလူသွမ်းကြီးတယောက်မကောင်းတဲ့လူတယောက်လို့ထင်အောင်လို့ပုံသွင်းထားလိုက်မယ်။ကောင်းစီလူကြီးတွေကနားမလဲတဲ့အကြည့်တွေနဲ့ကြည်နေကြတယ်။တာဆန်ကိုကြုံကဆက်မွေးထားတယ်ဆိုတာသူ့ကိုတစားကန်လှုပ်ထားတဲ့သဘောပဲ။မတော်လို့ဒီနေ့နေ့မှာ မယ်ပြင်းသာကြေးတိုက်ထရာနေထွက်ပြီးတော့လွမြောက်လာခဲ့ရင်ဆိုရင်တာဇန်အကျုပ်အတွက်တစားကံမင်းတာဇန်အမိအရစုတ်ကင်ထားရမယ်မယ်ပြင်းကလှုပ်တောင်လှုပ်ရဲမှမဟုတ်ဘူးကျုပ်ပြောချင်တာသဘောပေါက်တယ်မလားကောင်းစီလူကြီးတွေကခေါင်းတဆန်းဆန်းနဲ့ညှိနှိုင်းကြတယ်ဒါပေမဲ့မယ်ပြင်းကပြန်လွတ်လာချင်မှလွတ်လာမှာဗျဥက္ကဋ္ဌကြီးကဘာစကားပြောတာလဲဘာသဘောလဲဗျဘာဖြစ်လို့လဲဆိုတော့သူ့ကိုငါပေးလိုက်တဲ့မန်တန်တကယ်မန်တန်အစ်စ်မဟုတ်လို့ပဲသူ့ကိုပေးထားတဲ့ဟာ ကိုယ်တက်ကိုပြန်ပြီးတော့မှရန်ရှာနိုင်တဲ့မန်တန်ပဲသူတမ်းမန်တန်စစ်ကိုတွေ့သွားမယ်ဆိုရင်သူ့ရဲ့အတက်ဟာတေဆုံးသွားမယ်တကယ်လို့မန်တန်စစ်ကိုမတွေ့ဘူးဆိုရင်လည်းသူ့ကိုယ်သူညင်းဆဲနေတယ်လို့ခံစားရလိမ့်မယ်ကွာဥက္ကဋ္ဌကြီးကတော့ညံကောင်းလို့မာတယ်ဗျာဒါကြောင့်လည်းဥက္ကဋ္ဌကြီးဖြစ်နေတာပေါ့ဗျာရာကူကစီးတံကိုနှကမ်းမှာကိုင်ရင်ပြုံးပြီးပြီးလုံနေတယ်ကောင်းစီလူကြီးတွေကလည်းရာကူကိုအမျိုးမျိုးချီးမွမ်းခန့်ဖွင့်ကြတယ် တည်ဆုံးနေတဲ့မောင်ဝမ်းရဲ့အလောင်းကိုကောင်စီမအဖွဲ့ဝင်နှစ်ယောက်ကဆွဲခေါ်သွားကြတယ်။မြိုင်သာမျိုးပြင်ချောင်းကန်းရဲ့ဘေးနားကိုအရောက်မှာတော့အဲ့ရဲ့အလောင်းကောင်ကိုချောင်းရီတဲကိုပြစ်ချကလှည့်ပြန်သွားကြတယ်။မောင်ဝမ်းရဲ့အလောင်းကချောင်းရီတဲမျောပါသွားပြီးရဲ့နောက်မကြခင်အချိန်တွေမှာပင်တစ်သားနဲ့ပြုတ်လုထားတဲ့လူရုပ်ကလေးတစ်ယောက်ဖြစ်သွားတာရေအောက်ကိုနစ်မြုပ်သွားတော့တယ်။မကြမီမြင်းနဲ့ကြီးစီးပြီးတော့အဝိဇ္ဇကြီးတစ်ခုကိုခေါင်းမှာခြုံထားတဲ့လူတစ်ယောက်ကချောင်းရဲ့နဘေးနားကိုရောက်လာခဲ့ပါတယ်။ ချောင်းရီအတွင်ကြာနေတဲ့တစ်သားရုပ်ကလေးကိုကောက်ယူလိုက်တယ်။တစ်သားရုပ်ကလေးရဲ့ရင်ဝမှာအပေါက်ကြီးတစ်ခုဖြစ်နေရဲ့။အဲဒီလူဟာတခြားသူမဟုတ်ပါဘူး။အိုင်ပီမောင်ဝိုင်းသာဖြစ်တယ်။မောင်ဝိုင်းကတစ်သားရုပ်ကလေးကိုပုတ်တက်ရင်းနဲ့မဲပြုံးပြုံးလိုက်ကာခမရတော်တော်အကြံကြီးတဲ့သူပဲဦးရကူဒီကိစ္စတွေကိုအကုန်သိနေတဲ့ကျုပ်ကိုပါတခါတည်းကိစ္စတုံးတော့ကြံခဲ့တာပဲကျုပ်သာအတိမရှိပဲလူကိုယ်တိုင်သွားလိုက်နေရင်ကျုပ်အသေးဆုံးနဲ့တည်ရမှာအခုတော့ဟော်ရီကျုပ်ရဲ့ကိုဘွားရုပ်ကလေးကကျုပ်ရဲ့ကိုစားဝေခံပေးသွားတာပေါ့ မောင်ဝိုင်းကမြင်းနဲ့ကြီးရဲ့ပေါ်ကိုလွှားကနေခုန်တက်လိုက်တယ်။ဒီကိစ္စကဒီမှာပြီးဆုံးသွားပြီလို့မထင်လိုက်နဲ့ဦးရာကူ။ကျုပ်ဒီကိစ္စကိုရေဆုံးမြေဆုံးလိုက်မှာ။အဲလိုပြောပြီးတော့မောင်ဝိုင်းကမြင်းနဲ့ကြီးကိုစီးကထွက်ခွာသွားလေရော်။နောက်တနေ့မနေ့ခင်းမှာပင်မြိုင်တာမျိုးဆုံးကောင်စီရဲ့တရခွင်စတင်နေတယ်။တရခွင်သာစတင်ပေမဲ့မေပြည့်ကိုထုတ်မလာတာကြောင့်ဗီရာကြီးကပူပန်နေမိရော်။မကြမီကောင်စီလူကြီးတွေရောက်ရှိလာကတရခွင်ကိုစတင်ကြောင်ကြေညာတယ်။ အဲ့ဒီခါဘေဒာကြီးကကန့်ကွက်လိုက်တယ်။တီရခွင်ကိုဆွဆွဲခံရသူမပါပဲနဲ့စလို့မရပါဘူးလူကြီးမင်းများရှင်။အဲ့ဒီခါရာဂူကတရခန်အလွန်ပညာအဆင့်မြင့်တဲ့ဆုံးတယောက်ဖြစ်တာမို့ဒီအမှုကိုတရခန်ရဲ့မျက်ွယ်မှာပဲစီရင်ဆုံးဖြတ်ပါမယ်။ဘေဒာကြီးရဲ့မျက်လုံးတွေဝိုင်းဆက်သွားတယ်။တရခန်မပါပဲသူ့ကိုဘလို့စစ်စည်းမှလဲလူကြီးမင်းများ။အဲ့ဒီခါကောင်းစီလူကြီးတယောက်ကစာရွက်တစ်ခုကိုကင်လိုက်ကမတ်တက်ရက်လိုက်တယ်။ ဒီအမှုကလူအများအများကိုတေဆုံးစေခဲ့တဲ့အမှုဖြစ်တဲ့အတွက်အထူးတရားခွင်နဲ့စစ်ဆေးမှ ဖြစ်ပါတယ်။တရားခံရှိနေရတရားခံမပါဘဲနဲ့ထုချေရပါလိမ့်မယ်။မဖြစ်နိုင်ဘူး။ဒီလိုလုပ်လို့မဖြစ်နိုင်ဘူး။ဥပဒေထဲမှာဒီလိုမပါရှိဘူး။ရာဇဝဲမှုကိုဆွဆွဲခံရတဲ့သူမပါပဲဘလို့ဖြည့်ရှင်းစီရင်ကြမှာလဲ။ဒါဥပဒေထဲမှာမပါပေမဲ့မေတော့ရဲ့တစ်ချက်လို့အမိတ်အာဏာအရာပြုတ်လို့ရတာပဲဖြစ်ပါတယ်။ဟုတ်တယ်မို့လားမေတော့။မေတော့ကခေါင်းကိုခက်တတလေးညှိပြလိုက်တယ်။ မဲတော်ရဲ့ရုပ်ရည်ကလည်းအလွန်စိတ်ညစ်နေတဲ့ရုပ်အစင်းဖြစ်နေတယ်။ဘေဒါကြီးကရှေ့နေထိုင်ကုန်းမှာထိုင်ကြသွားတယ်။အဲဒီအမှုခွင်မှာတော့ရာမူရာဇာနဲ့တာဇန်တို့လည်းရှိနေကြတယ်။အမှုခွင်တစ်ခုလုံးမှာမဲပြင်းကိုဆွဲချက်မျိုးစုံတင်ကြပြီးရဲ့နောက်ပြန်လည်ထုချီခွင်တော့မှမရလိုက်ဘူး။တနအီမြကြာနာကြပြီးရဲ့နောက်မှာ ရာကူကခုံကိုတူလီနဲ့ထုလိုက်ကရုံးတော်ကအမိန်ချမင်းတရားခံမဲပြင်းကဆွဆွဲချက်တွေကိုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစွာတွေ့ရှိသဖြင့်ကောင်စီလူကြီးမင်းများနဲ့ဂျူရီလူကြီးမင်းများတရားခံမဲ့ပြင်းကိုကြေးတိုက်ထဲမှာထာဝရချုပ်နှောင်ထားရန်အတွက်ဆုံးဖြတ်ချက်ချလိုက်သည်ယခုအမိန့်သည်အပိတက်အမိန့်ဖြစ်၍ယခုအမှုအတွက်ချက်မှန်နာကြခြင်းအယူခံဝင်ခြင်းမျိုးမရှိစေရာဗေဒာယီရအသားရည်တော်တစန်းဆက်တုံရင်နေရဲ့မဲပြင်းဘက်ကနေခုခံထွက်ဆိုဖို့အတွက် IP မောင်ဝိုင်းကလည်းရောက်မလာတာကြောင့်တစ်ဖက်သက်ဆုံးဖြတ်ချက်နဲ့သာမဲပြင်းကိုအမိန့်ချမှတ်လိုက်ကြတယ် တာဇန်လေးဟာမိခင်ဖြစ်သူကိုတသက်တာအတွက်ချုပ်နှောင်ထားမယ်ဆိုတာကိုသိလိုက်ရတဲ့အခါမှာအလွန်စိတ်ထိခိုက်သွားပြီးတော့ငိုယူလိပါတယ်။ဗီရာကြီးကမတက်ထရက်လိုက်ကဆွဆွဲခံရသူမပါပဲမျက်ကွယ်မှာတရားစီရင်ရတာကတရားသလား။ဒါရှင်တို့ပါဇက်ကတဖွားဖွားနဲ့ပြောနေတဲ့တရားဥပဒေဆိုတာလား။ကောင်းစီလူကြီးတယောက်ကခုံကိုလက်နဲ့ပုတ်လိုက်ကမင်းကလေးမင်းရုံးတော်ကိုမစော်ကားပါနဲ့။ရုံးတော်ကိုထပ်ပြီးစော်ကားမယ်ဆိုရင်မင်းရဲ့အမှုလိုက်ခွင့်ကိုပါယာတက်ပံပိတ်ပင်ခံရမယ်။ ဗီဒာရီကငိုင်ကြသွားပါတယ်။မဲပြင်းလိုရာဇဝတ်သားမျိုးဒီလိုပြစ်ဒဏ်ပေးတယ်ဆိုတာထိုက်တဲ့နဲ့ပြစ်ဒဏ်ပဲ။သူ့လိုဒူးဆိုင်တမောင်ကျုပ်တို့ခွင့်မလွတ်နိုင်ဘူး။ကျုပ်တို့မျိုးသားတွေကိုသူဒီလိုစော်ကားကျင်နိုင်စော်ကားလို့မရဘူး။အဲ့ခါတရခွေမှာရှိတဲ့သူအပေါင်းကလက်ခုပ်လက်ဝါးတီးပြီးတော့အားပေးကြတယ်။ဒီလိုနဲ့တရခွေမှာအပီးသက်သွားခဲ့ပါပြီ။တရခွေရဲ့အပြင်မှာတာဆန်တို့မတက်ရက်နေရင်တာဆန်ကငိုကြွေးလျက်ရှိရင် ရာဂူအနည်းကိုရောက်လာခဲ့တာနဲ့တာဆန်ပြေးဖက်ကဦးကြီးရာဂူအမေကိုမကယ်နိုင်တော့ဘူးလားဗျာရာဂူကတပြင်းချပြီးတော့ခေါင်းကိုခါကမင်းမေယာမကောင်းမှုတွေလုပ်တတ်တာမင်းအသိဆုံးပဲမဟုတ်လားတာဆန်ရဲ့သူတကယ်မလုပ်ခဲ့ပါဘူးဆိုရင်ငါအကယ်ပေးလို့ရတယ်ဆိုပေမဲ့သူတကယ်လုပ်ခဲ့တာကြတော့ကယ်လို့မရနိုင်ဘူးပေါ့ကွာပြန်ခေါ်ပေးပါကြုတ်မယိုးပြန်ခေါ်ပေးပါတာဆန်ရာဂူရဲ့ရှိမှဒူးထောက်ပြီးတော့ထိုင်ချလိုက်ကလက်အုပ်ချပြီးတော့ ကျုပ်မေကိုပိတ်မလောင်ထားပါနဲ့ဗျာကျုပ်တို့နေနေခြင်းနဲ့ဆိုရင်လည်းနေလိုက်ပါဗျာအမေမရှိပဲအမေမရှိပဲကျုပ်ဘလို့နေရမလဲဗျာတဆန်ရမင်းကောအချက်မကင်စမ်းပါနဲ့ကွာဒီကိစ္စငါကူညီလို့ရတဲ့ကိစ္စမဟုတ်ဘူးကွာတကယ်ဆိုရင်မင်းမယာစင်စင်ချင်းချင်းနေခဲ့တင်တာပဲကွာတာဆန်ကိုကျွေးရင်နဲ့ဖြော့တော့သွားကမေးလဲကြသွားရင်ရာမူဟာတာဆန်ကိုဆွဲပွေကအဆောင်အုံတဲကိုပြေးထွက်သွားတော့တယ် ။ရာဇာကတော့တရားရုံးရဲ့အဝင်နယံကိုမိပြီးတော့မှရက်နေသေးပါတယ်။ဘလူရီဖြစ်ကုန်ကြတာလဲအကိုကြီး။ငါလည်းမသိတော့ပါဘူးရာဇာယာ။ဒါနဲ့ဒီကိစ္စမှာအကိုကြီးရဲ့အကြံစီမကင်းဘူးလို့ကြုတ်တန်တရားဖြစ်မိရဲ့။ဘာလဲရာဇာ။မင်းကငါ့ကိုလူတက်တမားလို့ဆွဆွဲကျင်တာလား။အကိုကြီးမသိကြအောင်စောင့်မနေစမ်းပါနဲ့ဗျာ။ကြုတ်ကလူတက်တာကိုပြောကျင်ခဲ့တာမဟုတ်ဘူး။မဲပြင်းကြေးတိုက်ထဲမှာအကျဉ်းချတဲ့ကိစ္စကိုပြောတာဒါကတော့ဒါကတော့ငါလည်းမတက်နိုင်ဘူးလေကွာ ိုကောင်မောင်ဝိုင်းလည်းရောက်မလာတလို့မဲတော်ကလည်းမျက်ကွယ်မှာအမိန့်ချရမယ်လို့ပြောထားတယ်မဟုတ်လားကွာပြီးတော့ငါမင်းမိမကိုဒီလိုမျိုးလှုပ်ပါမလားကွာရာဇာကခေါင်းကိုခါလိုက်တာအကိုကြီးဘာလို့မှဖုံးကွယ်မနေပါနဲ့မဲပြေးကိုငကူကလေးကဒီကိုခေါ်လာတယ်ဆိုတာသူ့ကိုအတုံးချဖို့တတ်တတ်ခေါ်လာတာပဲမဟုတ်လားအကိုကြီးကမဲပြေးကိုစော့ကစားတယ်ကျုပ်ကလည်းအဖေနဲ့အကြက်ကင်ပြီးတော့စော့ကစားတယ်အခုလေအကိုကြီးလူအင်းနေပြည့်ပြီဆိုတော့မဲပြေးကိုမလိုအပ်လို့စွန့်ပစ်လိုက်တာမဟုတ်လား ရာကူကဒေါသထွက်သွားပြီးတော့ရာဂျာရဲ့လေပင်ကိုစုပ်ကိုင်းလိုက်ကဟဲ့ကောင်ရာဂျာမင်းငါ့ကိုဆွဆွဲတာတွေများနေပြီနော်မင်းပြောတာတွေတခုမှမဟုတ်ဘူးကွာရာဂျာရာကူရဲ့လက်ကိုပုတ်ချလိုက်ပြီးတော့ဒီတခါတော့မရတော့ဘူးအကိုကြီးမိရာနဲ့တော့ကလည်းအကိုကြီးကောက်ကျစ်ခဲ့တယ်မိရာကိုအကိုကြီးတို့တတ်ပြစ်ခဲ့တယ်အခုမေပြည့်ကိုလည်းအကိုကြီးကောက်ကျစ်ပြန်နေဟိုရင်တခါကျုပ်ငုံခံခဲ့ပေမဲ့ဒီတခါတော့ကျုပ်သီးမခံနိုင်တော့ဘူးအကိုကြီး ရာဇာကပြောဆိုပြီးတော့လဲထွက်လိုက်တယ်အဲ့ဒီခါရာကူကနေစမ်းမအောင်ကမင်းကမယ်ပြင်းကိုထိရဘာလို့သီးမခံနိုင်ရတာလဲဟိုတခါကလည်းနုပြိုစေးတောက်ပြီးတော့ပြန်နုပြိုသွားတယ်ဆိုတော့မဟုတ်မှလွယ်ရောမင်းမယ်ပြင်းကိုချစ်နေရများလားရာဇာကခေါင်းငိတ်လိုက်ကချစ်တယ်ကျုပ်သူ့ကိုချစ်တယ်အဲ့လိုပြောရင်းနဲ့ခြေလမ်းကျဲကြီးနဲ့ထွက်ခွာသွားလေတော့တယ်မယ်ပြင်းဟာခြေထိုက်ကြီးရဲ့အတွင်ပိတ်မိနေပါတယ်ခြေထိုက်ကြီးထဲမှာနေမှန်းမသိညမှန်းမသိ အချိန်နည်းရတွေကိုလည်းမသိရတာကြောင့်မဲပြင်းတစ်ခဏသာကြာမြင့်နေလို့ထင်နေရဲ့ IP မောင်ဝိုင်းတယောက်စုံစမ်းတာအစင်ရောပြေရဲ့လားရာကူးရောရှေ့နေရှာလို့ရရဲ့လားအဲ့လူတွေတွေးနေရင်းမနေအိုးမဖြစ်ပါဘူးပိတ်ပင်ခံထားရတဲ့ငါရဲ့အဆောင်ရှောက်တွေကိုအရင်ဆုံးလွတ်မြောက်အောင်လုပ်ရမယ်ငါမန်တန်စစ်ကိုရှာဖွေရမယ်မဲပြင်းကပြောဆိုလိုက်ကမန်တန်ကိုရွတ်ဖက်လိုက်ပြန်တယ်မန်တန်ပြီးဆုံးသွားတဲ့အခါမဲပြင်းရဲ့ရင်ပတ်အတွင်မှာ ပူကနေခန်းစားလိုက်ရပြီးတော့ပစက်ကသွေးပြီးအန်းကြလာတယ်။မဲပြင်းဟာအားရင်ကြီးကုန်ခန်းသွားပြီးတော့ဒူးတစ်ဖက်ထိုင်ကြသွားတယ်။မဖြစ်ဘူး။ငါရက်တန်းလိုက်လို့မဖြစ်ဘူး။ဆက်ပြီးတော့စူးစမ်းရမယ်။ဒီလိုနဲ့မဲပြင်းဟာရာကူးပေးခဲ့တဲ့မန်တန်အမားကြီးကိုဆက်လက်ကြင်ကြံနေတော့တယ်။ဗီဒါကြီးကအိမ်ထဲမှာမချိမနှက်နဲ့ထိုင်နေရဲ့။စပွဲပေါ်မှာရှိတဲ့ဆာရက်စာရန်တွေကိုဘေးကိုတွန်းချလိုက်ပြီးတော့ရှိုက်ငင်ကငိုကျွေးလို့နေပါတယ်။အဲဒီချိန်တကားခောက်တန်ကြားလိုက်ရတာကြောင့် မျက်ရည်တွေကိုတုတ်တင်ကတကားစီကိုထလာခဲ့တယ်။အလိုရှင်ရှင်ကအိုင်ပီမောင်ဝိုင်းမဟုတ်လား။မောင်ဝိုင်းကဘေးပညာကို အရေးအခြေတစ်ချက်ကြည့်လိုက်ပြီးတော့အိမ်တဲကိုလှမ်းဝင်ခဲ့တယ်။ရှင်ဘလို့လုံးလိုက်တာလဲ။ရှင်မလာလို့အခုမေပြင်းဘာဖြစ်သွားလဲဆိုတာရှင်သိရဲ့လား။စကားကိုတူတူပြောစမ်းပါကွာ။ငါအားလုံးသိပါရဲ့။ဒါဖြစ်ဘာဖြစ်လို့မလာတာလဲ။ဒီကိစ္စကမင်းထင်တဲ့လောက်မယိုးဘူးกว่าဗေဒါကြီးရဲ့ဒီနောက်ွယ်မှာရှုပ်ထွေးတဲ့ကိစ္စတွေရှိတယ် ငါအခုချိန်မှာပြောနိုင်တာတခုကတော့မေပြင်းရအပြစ်ကင်းနေဆိုတာပဲသူ့ကိုတမင်ကြောက်ချခံရတာပဲကျမလည်းထင်မိတာပါတရက်ခွေမှာမျက်ွယ်အမိန်ချတယ်ဆိုကြရဒီလူတွေကအမှန်တရားကိုရင်ဆိုင်ဖို့ကြောက်ရွံ့နေကြတယ်ဆိုတော့သိပြီးသားပါလောလောဆယ်ငါလည်းလူလုံးထွက်ပြလို့မရသေးဘူးရာဂူတို့လူတစုကငါ့ကိုတေသွားပြီလို့ပဲထင်နေကြတယ်ဒါပေမဲ့ငါစိတ်မလျှော့ပါဘူးမေပြင်းကိစ္စကိုအမှုမှန်ပေါ်အောင်ငါစုံစမ်းမယ်ပြီးရင်ရုံးတော်မှာပြန်လဲတင်လျှောက်ပြီးတော့အမှုဖွင့်မယ် တိတ်တော့မလွယ်ဘူးနော်။ငါမင်းရဲ့အကူအညီကိုလိုတယ်။ဒါကြောင့်မင်းစီကိုငါလာခဲ့တာပေါ့။ရှင်ကဘာဖြစ်လို့မဲပြင်းရဲ့အမှုကိုအမှန်တရားပေါ်ပေါက်စေချင်တာလဲ။ရှင်မှာဘာအကျိုးစီးပွားရှိလို့လဲ။မဲပြင်းရဲ့အမှုပေါ်တော့မှကောင်းစီလူကြီးတွေရဲ့ကောက်ကျစ်ရုံမှမှုတွေကိုအများကြီးသိနိုင်မှာမို့လို့ပေါ့ကွာ။အဲ့ဒီချိန်ဗီဒာကြီးရဲ့အိမ်တကားကြီးကဝုန်းကနေပွင့်ထွက်သွားတယ်။မောင်ဝိုင်းကလက်ထက်ရတနက်ကိုထုတ်လိုက်တာတကားဝကိုထိုးချိန်လိုက်တဲ့လူတယောက်အိမ်တဲကိုဝင်လာပါတယ်ခမည်းဘသူလဲ ငါနာမည်ရာကြပါမင်းတို့စကားပြောတာကိုခိုးနှားထောင်တယ်လို့ဖြစ်သွားလို့တောင်းပန်ပါတယ်ငါလည်းမင်းတို့နဲ့ပူးပေါင်းခြင်းနဲ့မတရားခံရတဲ့မယ်ပြင်းကိုလွတ်မြောက်စေခြင်းနဲ့အိုင်ပီမဝိုင်းရခေါင်းခါလိုက်ကခမ ्या မသေးခြင်းရင်သွားတော့နော်ခမ ्या ကိုကြုတ်တို့မခုံဘာဖြစ်လို့လဲဆိုတော့ခမ ्या ကလူရုပ်မှာဥရာကူရဲ့ညီတယောက်ပဲပါလေဥရာကူကခမ ्या ကိုလွတ်လိုက်တာမဟုတ်လားမဟုတ်ဘူးအကိုကြီးကငါရဲ့ညီကိုဆိုပေမဲ့စိတ်သက်ချင်းရတော့မတူဘူး မင်းတို့အကိုကြီးကိုမယုံပင်မဲ့ငါ့ကိုယုံနိုင်ပါရဲ့ငါမင်းတို့ယုံအောင်ကြိမ်ဆိုရင်လဲကြိမ်ပြမယ်ထားလိုက်ပါတော့ရှင်ဒါနဲ့ရှင်ကဘာဖြစ်လို့ကျမတို့နဲ့ပူးပေါင်းကျင်တာလဲမယ်ပြင်းကိုတနာလို့အလကားနေရင်သူများရဲ့အတုံးချခံရတဲ့ဖြစ်ကိုမကြည့်ရနိုင်လို့ပြီးတော့မယ်ပြင်းအခုလိုဖြစ်ရတာငါ့ရဲ့တာဝန်လည်းမကင်းဘူးလို့ယူဆရလို့ပဲမောင်ဝိုင်းကတနက်ကိုပြန်သိမ်းလိုက်တာကဲဒါဆိုရင်တော့ခမည်းကိုကြိုဆိုပါတယ် မောင်ဝိုင်းနဲ့ရာကူအားလက်ချင်းဆွဲပြီးတော့နှုတ်ဆက်လိုက်ကြတယ်။ကျုပ်တို့စကြတာပေါ့။ဒါပေမဲ့တစ်ဖက်လူတွေစီဟာယာရူးကြီးကြီးပိုင်းထိတ်သီးကောင်းဆောင်လေးပါဝင်တာဆိုတော့ကျုပ်တို့အတက်နိုင်ဆုံးတော့တတိထားမှဖြစ်မယ်။သုံးယောက်သားတယောက်ကိုတယောက်ကြည့်ကခေါင်းငိတ်လိုက်ကြပါတော့တယ်။ပရိသတ်များရှင်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ ဒီနေ့ရဲ့ဇလန်လေးကိုခုလိုမျိုးချိန်ပေးပြီးတော့မှနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်။နောက်ရက်တွေမှာလည်းပရိသတ်ကြီးတို့အတွက်ဆုံးမရတော်ပြင်းရဲ့ဇလန်လေးတွေကိုတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ပရိသတ်တို့အားလုံးကစောင့်မျှော်အားပေးပြီးတော့နားဆင်ပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။